ဟိုစက္ကစရဲ့ဒါဟိုစိရစစ်စင်ကြီးအကြောင်းပြချက်တစ်ခုလည်းဖြစ်တာပေါ့လား။နောက်တွေးခွဲတဲ့အားလည်းဖြစ်တယ်။နှိမ်တာလည်းပါတာပေါ့လား။ဆိုတော့ဟိုအမတို့လည်းအမပန်ဆယ်တို့လည်းအရာဝီဒီတိုင်းသားတွေဖြစ်တဲ့အခါကျတော့အရာဝီနဲ့ပတ်သက်တဲ့အဖြစ်ကြောင့်လည်းရှိမှာပေါ့နော်။အဲတော့မြို့ပေါ်မှာအာနေခဲ့တာလားကြီးလက်မှာနေခဲ့တာကျွန်တော်မသိဘူးပေါ့။ဆိုတော့ကျွန်တော်တော့အရာဝီတိုင်းရေကြီးမြို့နယ်ကျွန်တော်ဒီကြီးပါမှာပဲကျွန်တော်ဟိုဆယ်နဲ့အောင်နဲ့ဒီပေါ့။ကျွန်တော်နေလာခဲ့ဆိုတော့ကျွန်တော်တို့ငငယ်တုန်းကကျွန်တော်တို့အဲ့လောက်ဒီ နိုင်ငံရေးအေးဆိုတဲ့ဟာတွေနောက်ဒီဆက်အနာရှင်ရဲ့အခုလုပ်ရက်တွေကိုမျက်မြင်ကိုယ်တွေ့ကြည့်ခဲ့တာနဲတယ်ပေါ့နော်သို့တော်လည်းအီယာယူတိုင်းကတကယ်တမ်းကျတော့ဒလန်တိုင်းမဟုတ်ဘူးအီယာယူတိုင်းကဘာဖြစ်နေလဲဆိုတော့အဲဂျူသားဂျူသားအီယာယူသားဆိုတဲ့ပုံစံနဲ့အညီပဲဖွံ့ဖြိုးမှုနောက်ကျတယ်ဖွံ့ဖြိုးမှုနောက်ကျတယ်အဲကြီးလက်တည်များအများစုဖြစ်တယ်ကြီးလက်မျိုးမျိုးနဲ့တခုမှအများဆုံးကကြီးလက်ဖြစ်တာပေါ့နော်ရောရက်ွက်နဲ့ကြည့်လိုက်ကအချိုးကပြန်ကြည့်မယ်ဆိုလို့ချင်းရက်ွက်ဆိုတာဟိုပြောမယ်ဆိုရင်900ခန့်တော့ရှိမှာမဟုတ်ဘူ ကျင်းတဲ့ဒေသဖြစ်တဲ့ဖွံ့ဖြိုးမှုနဲ့အဲ့တော့အရာဝီတိုင်းသားချင်းဆက်ဆက်မှာဆက်နာချင်းရဲ့ဖိနှိပ်ခံဖြစ်ခဲ့တယ်ဒါကျွန်တော်တို့မြေပြင်အမှန်တရားဖြစ်တာပေါ့နော်အဲ့တော့အော်ဒီမတရားလေသိမ်းရသိမ်းကိစ္စတွေဒါကျွန်တော်ငငယ်တော့ကလည်းကျွန်တော်အများကြီးကြုံခဲ့ဘူးလေအဲဒါကြီးလည်းကျွန်တော်ခံခဲ့ရတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီခလိစစ်တာစုဆောင်တဲ့ကိစ္စတွေနောက်လူခွင့်ချိုးဖောက်မှုတွေအရာဝီတိုင်းကအဆိုးဆုံးကြုံခဲ့ရတယ်တခြားအီးအာဒီတိုင်းသားလူမျိုးစုတွေနေတဲ့ဒေသလိုပဲအရာဝီတိုင်းကတိုင်းဆိုပဲမဲ့နော်အများအားဖြင့်ခံဘဝနဲ့ပြတ်တန့်ခဲ့ရတဲ့အတိုင်းဖြစ်တယ် င်တော့ကစစ်ကောင်စီကပေါ်တာတွေဆွဲတယ်အပြီးလို့ရှိရင်စစ်သားစုဆောင်ရေးလုပ်တယ်မြန်မာတနိုင်ငံလုံးအဲဘယ်မှာအများဆုံးဖြစ်လဲဆိုရင်ဒီဟာကိုတိုင်းအောင်ပဲလုပ်တယ်မတရားပေါ်တာဆွဲတယ်အဲပြီးလို့ရှိရင်စစ်ဟိုလက်ဆနာပြောလို့ပဲစစ်မှုတန်းအဲခေါ်တယ်အခုနောက်ပိုင်းအဲဒါသူတို့မနစ်ကနေစလိုက်တဲ့ဒီဒီဒီဟာပေါ့နော်အအကြမ်းဖက်ပြီးတော့ဒီမတရားအဲစစ်မှုတန်းဥပဒေကိုထုတ်ပြန်ပြီးတော့နော်ပြန်ပြီးဆွဲတဲ့ကိစ္စအများဆုံးခံရပြီးလက်ရှိအရာတိုင်းဖြစ်တယ် ။ဒါကြောင့်အမှန်မြေပြင်အမှန်တမ်းပြောလို့ရှိရင်အခုစစ်ကောင်စီရဲ့အထက်မှာရှိနေတာလေအရာဝီတိုင်းသားတွေများပါတယ်နော်။အရာဝီတိုင်းသားတွေများတယ်။ဒါကတော့မြေပြင်အမှန်တရားပဲကျွန်တော်ကအဲစစ်တပ်ကဖမ်းပြီးအခုဖမ်းတဲ့ကျွန်တော်တုံပန်းတွေကိုမေးကြည့်လိုက်မေးကြည့်လိုက်လို့ရှိရင်လည်းအရာဝီတိုင်းကစလီမင်းသားတွေတအားများတယ်။အဲကျွန်တော်တွန်လိုင်းမှာများတယ်လို့သူတို့များတယ်ဒါဒီတကယ်ကြောင့်ဒလန်မဟုတ်ဘူးအရာဝတိုင်းရဲ့လက်ရှိမြေပြင်အခြေအနေပြီးခေတ်ဆက်ဆက်ဆက်နာရှင်ရဲ့အဖိနိတ်ခံဘောကရောက်ခဲ့တာပေါ့။အော်အဲအဲ့ရအခြေအနေပဲ။အဲ့တော့တွန်လိုင်းကြီးအပိုင်းမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းတော့ တွန်လိုင်းကြီးဆိုလို့ရှိရင်ဒါဒီအခုကတော့ကျွန်တော်တို့ကျွန်တော်27နော်နွေးတွန်လိုင်းရဲ့စခဲ့တဲ့လက်နက်ကိုင်းတွန်လိုင်းကြီးဖြစ်တယ်။ရှေ့မှာတော့1988 1990ခေတ်ဆက်ဆက်မှာနော်ဒီမိုကရေစီနဲ့ရရှိဖို့အတွက်ကြိုးစားခဲ့တဲ့နေရာမှာလေတရားဝင်တိုင်းရကနော်တကယ်ထိတ်တန်းမှာနော်ပါဝင်ခဲ့တယ်။အဲ့တော့စနအမတ်ပတ်ဆိုပြီးပြောပါရရှိတယ်။အမေတော်သားသူကြီးရဲ့ဒီလူလူဟောပြောပွဲတွေမှာလည်းအဲတကယ်ပါဝင်ခဲ့သလိုဒီမိုကရေစီရေလှုပ်ရှားတဲ့နေရာမှာလည်းတရားဝင်တိုင်းရထိတ်ဆုံးပါခဲ့တယ်။အခုကျွန်တော်ဆိုလို့ရှိရင်ဒါကျွန်တော်ကိုယ်တိုင်အဲအဲဒီပါဘောနော် စစ်တမ်းကိုတန်းနှစ်လောက်ကနေစပြီးတော့နော်အဲကျွန်တော်ကပြောမယ်ဆိုရင်ဒီအသက်ငယ်သေးတာပေါ့နော်အဲ့ဒီအချိန်တွေကကျွန်တော်တို့ဒေတာတွေကျွန်တော်တို့ယူရနေမှာဆက်ပြောရဲအဲကလစ်စတာစုဆောင်းတဲ့ကိစ္စတွေနော်အုပ်ချုပ်ရေးမှုတွေမြို့နယ်အုပ်ချုပ်ရေးမှုတွေလေတွေမြေတွေတိုင်းတဲ့ကိစ္စတွေနော်အဲ့ဒါတွေအများကြီးကြုံခဲ့ရတဲ့အခါကျတော့ကျွန်တော်ငငယ်ပဲကျွန်တော်ပါတီဝင်တာတို့ကလုံးလုံးမရသေးဘူးចောင်းသားပွားပါပဲအဲကျွန်တော်ချက်တဲ့ဝင်ပါခဲ့တယ်နော်ဒီဒီအလုပ်သမားကြီးရတဲ့ပတ်သက်လို့ရှိရင်ဖိနိတ်ချိုးဖောက်မှုတွေပေါ့နော် တော့ဒီကျွန်တော်တို့ရဲ့ဟိုးရွာလေးရွာလေးကနေပြီးတော့မှကျွန်တော်ကစပိန်နဲ့မြို့ပေါ်တက်မြို့ပေါ်မှာအဲ့အချိန်မှာကျွန်တော်တို့အားကိုးရသလိုရှင်အဲဒီမြို့နဲ့တမြို့နဲ့လုံးမှာတော့ NLD ရုံးတစ်ခုတော့ရှိတယ်ဒါအဲ့ရလဲကိုးတောင်ကိုးနဲ့တွားရတဲ့ခစ်ကလာပါတော့အဲ့ဒီကိုကျွန်တော်တို့တွားကြတယ်တွားပြီးအဲ့ရနေပြီးတော့မှအဲရန်ကုန်တက်တယ်ရန်ကုန်မှာဆိုလဲအခုဒါရုံးချုပ်ရှိတဲ့နေရာဒီအရင်တော့ကတက်ကုတ်ကုတ်ကလေးပဲကျွန်တော်တို့ငငယ်တဲ့ကျွန်တော်တို့အဲရောက်ခဲ့တယ်အဲပြောချင်တာကတော့ဒီမတရားဖိနှိပ်မှုတွေကိုအရာပိုင်းခစ်ဆက်ခံခဲ့ရတဲ့အတိုင်းဖြစ်တယ်နော်အဲ့လိုပဲတော်လှန်ရေးမှာလဲကျွန်တော်တို့ အတက်သူတွေရောကြီးရတူတွေရောကြရနေကဏ္ဍကနေပြီးတော်လှန်နေကြကြတာပေါ့ဗျာဆိုတော့အဲ့တော့အဲ့ဒီမြေပြင်အခြေအနေကိုကျွန်တော်တို့အမှန်တိုင်းအပြည်သူလူထုရောအားလုံးရောကျွန်တော်တို့သိပေးခြင်းနေတော့ဒလန်တိုင်းလုံးဝမဟုတ်ဘူးတကယ်တော်လှန်ရေးတော့စစ်စစ်တကယ်ဒီမိုကရေစီကိုလိုလားသူတော့တကယ်အမှန်တရားကိုမျက်နှာတွေ့သူတွေဖြစ်တယ်တကယ်ပဲရိုးရိုးသားသားနဲ့နော်လက်ရှိတော်လှန်ရေးမှာလည်းအဲအထောက်ပြီးတော့ပါဝင်နေရတယ်ဆိုတဲ့ဟာကိုပဲကျွန်တော်ဖြစ်ပြီးတော့ဟိုပြောခြင်းပါဘူးဟုတ်